မန်ယူကိုဂိုးသွင်းနိုင်ခဲ့တဲ့အတွက်မြန်မာပြည်ခရိုနီတရေကြီးတွေစီကနေတင်းထောင်ကြီးစုချင်းငွေတွေရရှိသွားသူမောင်မောင်လင်းမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မန်ယူကိုဂိုးသွင်းနိုင်ခဲ့တဲ့အတွက်မြန်မာခရိုနီတရေကြီးတွေရဲ့တင်းထောင်ကြီးစုချခြင်းကိုရရှိသူမြမလေရွေးစင်ကစားသမားမောင်မောင်လင်းရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံအတွင်းတမိုင်းသေးရေထိုးပေးနိုင်ခဲ့သူမောင်မောင်လင်းကတော့မျောလင့်မထားလာအောင်များပြားလာတဲ့စုချင်းငွေတွေကိုလက်ခံရရှိခဲ့ပါပြီ မမလွင်ဟာအင်္ဂလန်ထိပ်သီးအသင်းဖြစ်တဲ့မန်ယူနဲ့ရှင်ပြိုင်စားရတဲ့ပွဲမှာမန်ယူအသင်းကိုအနိုင်ကိုသွင်းယူနိုင်ခဲ့တာဖြစ်ပြီးတော့တမိုင်းတခြားမန်ယူအသင်းကိုကိုသွင်းယူနိုင်ခဲ့တဲ့တူရဲသောမြန်မာလူမျိုးတယောက်ဖြစ်လာခဲ့တာပါ။ဒါပြင်အာဆီယံဘောလုံးသမားတွေနဲ့တသင်းထဲမှာစော်စားခဲ့ရပြီးအခုလိုအနိုင်ကိုသွင်းယူနိုင်သူမြန်မာလူမျိုးဖြစ်နေတဲ့အတွက်လည်းအာဆီယံမှာဂိုးစရာဖြစ်ခဲ့ရတာပါ။ဒီလိုတမိုင်းအသင်းနဲ့မြန်မာနိုင်ငံကိုပြောင်းလာခဲ့တဲ့မမလွင်ကိုဂုံယူစွာနဲ့ပရိသတ်အများပြားကတွားရောက်ကြိုဆိုခဲ့ကြပြီးဂုံပြူစကားတွေပြောပြခဲ့ကြတာပဲဖြစ်ပါရဲ့။ ဒီလိုတိုင်းပြည်တွေကိုလူစရာသမိုင်းသိရထုတ်ပေးခဲ့သူမမောင်လင်းကိုမြန်မာနိုင်ငံရဲ့ခရိုနီတရေကြီးတွေကလည်းဂုံပြုစုငွေတွေပေးရကချီးမြှင့်ပေးခဲ့ကြတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့တော်တန်းစီဝေခရိုနီတရေကြီးတွေဖြစ်ကြတဲ့ထူးကုမ္ပဏီအုပ်စုကြီးရဲ့ပေကန်ရှင်ပြည်ဖြိုးဒီဇိုင်းနဲ့ဘန်လုံငန်းရှင်တရေကြီးဦးစောစောတို့ကမမောင်လင်းကိုပွဲခမ်းနာပါပြုလုပ်ကျင်းပပြီးကသူတို့ကိုယ်တိုင်တက်ရောက်လာပြီးတော့ဂုံပြုစုငွေငွေကျပ်သိန်းတစ်ထောင်ကိုပါချီးမြှင့်ပေးခဲ့ကြတာပဲဖြစ်ပါတယ် ဒါမြန်မာဘောလုံးသမိုင်းမှာချင်းမြင့်ချင်းခင်ရတဲ့အများဆုံးစုချင်းငွေဖြစ်ပြီးတော့မမောင်လင်းအတွက်စုတစိတ်ပါတည်ထန့်ပြုလို့ချင်းမြင့်ခဲ့ကြတာပဲဖြစ်ပါရည်အချို့ပြည်သက်တွေကတော့မြန်မာဘောလုံးလောကမှာစုချင်းမြင့်နဲ့စုချင်းတွေအများဆုံးပမာဏကိုရရှိခဲ့တဲ့မမောင်လင်းတွေကွန်ပျူတာစကားတွေပြောကြားခဲ့ကြသလိုအချို့ကလည်းမမောင်လင်းကိုယခုချင်းမြင့်ခဲ့တဲ့တင်းထောင်ကြီးစုချင်းငွေကိုလူငယ်မျိုးဆက်တဲ့ကစားသမားတွေမွေးထုတ်ပေးရအသုံးပြုမယ်ဆိုရင်မမောင်လင်းထက်ပိုသားတဲ့မျိုးဆက်တဲ့ကစားသမားကောင်းလေးတွေများစွာပေါ်ထွက်လာမှာဖြစ်ကြောင်းထောက်ပြပြောဆိုနေကြတာ ပါအချို့ကလည်းမမောင်လိန်ကဒီလိုကြီးမြင့်ခင်ရဖို့ထိုက်တန်သူတယောက်ဖြစ်တဲ့အတွက်ခရိုနီတရေကြီးတွေကိုယ်တိုင်အလေးပေးစွာနဲ့ကိုယ်တိုင်တက်ရောက်ကြီးမြင့်ခင်ရတဲ့သူဖြစ်ကြောင်းမနာလိုစိတ်နဲ့မပြောဆိုကြဖို့အတွက်မမောင်လွင်ကလည်းဝင်ရပြောဆိုခဲ့ကြတာပါမမောင်လွင်ကတော့မြန်မာပြည်ခရိုနီကြီးတွေရဲ့တိမ်မောင်းထောက်ကြီးစုချင်းမြင့်ချင်းခင်ရတဲ့ပြင်မန်ယူကိုအနိုင်ရရှိခဲ့တဲ့စုတစိတ်ပါပြုလို့ချင်းမြင့်ချင်းခင်ရလို့ခုံယူစွာနဲ့သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်မှာမျှဝေထားတာကိုတွေ့ရတာပဲဖြစ်ပါတယ် မန်ယူဟာကမ္ဘာကျော်ဘလုံးသမားတွေနဲ့တွေ့ဆုံရှင်းပြနိုင်ခဲ့တယ်လို့တင်းတင်းနဲ့တွေ့ဆုံဓာတ်ပုံရိုက်ခွင့်မှာရှာခဲ့တဲ့မမလွင်ရဲ့ကံကောင်းမှုကြီးကတော့တကယ့်ကိုအမကန်ပါပဲနော်သူအနေနဲ့ဒီလိုခွေရဲကြီးကိုဒီတက်မှာတစ်ခါသာရရှိတဲ့အတွက်ဒီဘွားမှာအသေးပြော်ပြီးဖြစ်တဲ့ကြောင့်မမလွင်ကတော့ သူ့ရဲ့အတိုင်းမသိဝမ်းသာမှုကိုဖော်ပြခဲ့တာလေးဖြစ်ပါရီပရိသတ်ကြီးတို့ရောခရိုနီတည်ကြီးတွေရဲ့တင်းတောင်ကြီးစုချင်းမြင့်မှုတွေရရှိခဲ့တဲ့မမောင်လင်တွေထပ်တူဝမ်းသာမိကြရလားဆိုတာကွန်မန့်မှာပြောသွားပေးခဲ့ပါအောင်ရှင်အပိနာစင်ခဲ့ကြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေနုပညာရှင်တွေရဲ့သိနေတူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီနေ့အောင်လည်းပဲနှုတ်ဆက်ခဲ့ကြပါရီအပိနာစင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုစိတ်နှလုံးရှင်လင်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေတွေကနေပြီးတော့စူတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်